ငါတော့လိုက်ခဲ့ပါငါဒီနေ့ကိုစောင့်နေရအရန်ကိုကြာနေပြီရှောက်ရှုံးကရှောင်းကိုဆက်ကြည့်လိုက်ပါလေထွန်းတော့အပြုံးနဲ့တူတူလေးပြောလိုက်ပါလေဗီဒီယိုလေးမဆက်ခင် YouTube channel လေးကို like and subscribe လောက်ခဲ့ပြီကိုတောင်းဆိုချင်ပါတယ်ထူစကားကိုကြားတဲ့ခါရှောင်းရဲ့ရင်ထဲလည်းဆိတ်လို့ရှောင်းကများပြင်းထန်လာပါတယ်ရှောင်းကလည်းယနေ့ကိုစောင့်နေဒီမှာအချိန်တော်လေးကြာနေပါပြီရှောင်းတို့ဖက်ရှောက်ရှုံးရဲ့နောက်မှနေပြီးကောင်းရဲ့အကူကြီးရဲ့အနက်ဆိုင်ကိုပိုင်းလေးကိုလိုက်တော့ပြီးဖိဖိနဲ့ရက်လက်ကြပါတယ်ထွန်းနေရာတွင်အလင်းအောင်မရှိတဲ့အတွက်သူတို့ရဲ့ပက်လက်ကလည်းမှောင်မင်းနေပါတယ် သူတို့ကလေဟန်နိုင်ငံတစ်ခုတည်းတွင်ရင်းနေတကယ်တော့ခန်းစားနေရပြီရင်းနေရလေအနေငယ်ဆိုရင်ထိုင်းလန်နေရသလိုခန်းစားနေရပါတယ်ဒေါကုန်းဝေးအုပ်ကူရဲ့အနက်ဆိုင်ဆုံးအပိုင်းမှာရှောက်ရှုံးကအပြုံးနဲ့ပြောလိုက်ပါတယ်သူကရှေ့နေရှိနေတော့ရှေ့အောင်ကြောက်ပတ်ကြီးကိုလည်းညှို့ဆုပ်ပြလိုက်ပါတယ်ထို့ကြောက်ပတ်ကြီးကထို့အနေကိုနေမိထဲတဲ့အထီးကျန်စွာနဲ့ရှိနေပါတယ်သူကတိတ်တဆိတ်အထီးကျန်စွာရှိနေဒီမှာအချိန်တော်လေးကိုကြာနေဖြစ်ပါတယ်ဒေါငါရဲ့အုပ်ကူပဲရှောက်ရှုံးကလည်းညှို့ထုပ်ပဲနေရကိုကြည့်လိုက်ရရှေ့အောင်ကြောက်ပတ်ကြီးတစ်ခုကိုတွေ့ရပါတယ်နှစ်ပေါင်းများစွာကြာခဲ့တော့လေကြောက်ပတ်စီမှာဖော်ပြလို့မရနိုင်တော့ငွေတက်တစ်ခုကထွက်ပေါက်နေပါတယ် ထိုးငွေတတော့ပြန်ဟမှုမရှိတော့လဲစိတ်ဝိညာဉ်ရောလှုပ်ရှားသွားစေနိုင်ပါတယ်မင်းတို့လေယောက်ကတော့အဲ့ကြောက်ပြားရဲ့အဖြစ်ဘက်မှာလေ့ကျင့်သင့်တယ်အဲ့ဒီနေရာကောင်းကင်အုပ်ကရဲ့စွိုင်းနေအများဆုံးနေရာပဲအခြားစွိုင်းခန္ဓာကိုယ်တွေကလည်းအဲ့နေရာကိုမလာရွေးဘူးဒါကြောင့်မင်းတို့တွေကဘာမှစွိုင်းစရာမလိုဘူးရှောက်ရှုံးကဂူချင်းတို့ဖဲကိုကြည့်ပြီးပြောလိုက်ပါတယ်ထိုးစကားကိုကြားတဲ့အခါဂူချင်းတို့ဖဲကလည်းအချင်းချင်းကြီးလိုက်မိကြပါတယ်သူတို့ကမချိပြုံပြုံမီခေါင်းကြီးပြလိုက်ရပါတယ်ထုတ်ကတူလူတောင်နဲ့ဆိုင်ရတဲ့ချိန်တွင်သူတို့ကသူ့ရဲ့အမိန့်ကိုနာခံလို့သာရှိပါတော့တယ်။ရှောင်းဝမ်းနဲ့ဂူဂလန်အမိန့်ကလေးမနောလိုက်ခဲ့ပါဘူး။ ဂူချင်းရဲ့ဖဲကိုပြောလိုက်ပြီးနောက်ရှောက်ရှုံးကရှောင်းနဲ့ရှင်ရတို့ကိုလက်ပြောလိုက်ပါတယ်ထနောက်သူကလက်နောက်ပြပြီးကြောက်ပြားစီကိုဖင်းချင်းဆောင်နဲ့ရှောက်တော့ပါတယ်ထိုးကြောက်ပြားနဲ့ထီတော်လိုက်ချင်းတွေသူ့ရဲ့ခန္ဓာကိုယ်ကလည်းလိမဆောင်နဲ့ပြက်ကွက်တော့ပါတယ်ထိုးရောမင်းနဲ့ခါရှောင်းကတပင်းချလိုက်ပါတယ်ရှောင်းကရှင်ရောလက်ကမ်းပေးလိုက်ပြီးအပြုံးနဲ့ပြောလိုက်ပါတယ်တွတ်တက်ဆိုကောင်းပါပြီရှောင်းရဲ့ပြုံးမင်းနဲ့ခါရှင်ရဲ့ရင်နဲ့ရှိဆွေးမှုများလည်းလုံးဝကိုပြက်ကွက်တော့ပါတယ်သူမကလည်းလက်ကမ်းပေးလိုက်ပြီးသူတို့နှစ်ယောက်ကကြောက်ပြားစီကိုဖင်းချင်းဆောင်နဲ့ရှောက်တော့ကြပါတယ် ရှောင်းဝမ်ရှင်းအောင်တိတ်ချဂူးဆိုင်ပါအောင်ရှောင်းဝမ်နဲ့ရှင်းအောင်ကကျော်ပက်စီကိုရှောက်သွားကြအောင်မြင်တဲ့အခါဂူချင်းကလန်ဒါဖတ်ဆုပ်ကြီးလေးနဲ့နဲ့ပြောလိုက်ပါတယ်ရှောင်းကလည်းသူ့ရဲ့အချိန်များစုကိုအုပ်ကထဲတွင်သာကော်ဆုံးတော့ဖြစ်ကြအောင်ရှောင်းကလည်းသိနေပါတယ်မင်းတို့အားလုံးဂူးဆိုင်ကြပါရှောင်းကပြုံးနေခေါင်းကြီးပလိုက်ပါတယ်ထို့နောက်ရှောင်းဝမ်ကကျော်ပက်ကိုလည်းနဲ့ထိလိုက်ပါတယ်ထို့အချိန်နဲ့ကျော်ပက်စီမှာမေးရပါဆုံးအားဆက်တဲ့မှုတစ်ခုကပေါ်လာပြီးစဝိုင်းဘုတ်လေးနဲ့တစ်ခုကရှောင်းဝမ်နဲ့ရှင်းအောင်ကိုဝင်းရသွားပါတယ်နောက်ဆုံးနဲ့တော့အလင်းနဲ့ပြတ်ကွက်သွားပြီးသူတို့နှစ်ယောက်ကလည်းလုံးဝကိုပြတ်ကွက်သွားပါတယ်သူတို့နှစ်ယောက်ပြတ်ကွက်သွားတဲ့အချိန်တွင်ဂူချင်းတို့ဖက်ရလေအချင်းချင်းကြည့်လိုက်မကြပါဘူး တို့အားလုံးကလည်းမချိပြုံပြုံးပြီးတမင်ချလိုက်မကြပါနဲ့ထားလိုက်ပါတော့အကြီးကဲရှောက်ရှုံးရဲ့စွရင်နဲ့ဆိုရင်သူကရှင်းအောင်ဘာမှလုံးမမဟုတ်ဘူးဒီတော့တို့တွေအပြင်ထွက်လာတဲ့အချိန်ထိတိတ်တဆိတ်နဲ့စောင့်နေကြတာပေါ့ခုချင်းရကောင်းဖပြလိုက်ပါတယ်ထို့တော့သူကကျွန်တော်စင်မေတစ်ခုကိုရွေးပြီးထမ်းချလိုက်ပါတယ်သူကလည်းတစ်ဖြည်းဖြည်းလေ့ကျင့်အောင်ချလိုက်ပါတယ်သူကထိုင်ပြီးလေ့ကျင့်လိုက်တဲ့ကိုမင်းတဲ့ခါကဂူကျန်းနဲ့အချားနှစ်ယောက်ကလည်းခေါင်းညှပ်လိုက်ပါတယ်သူတို့ကလည်းနေရာတစ်ခုစီရှာပြီးစတင်လေ့ကျင့်လိုက်ကြပါတယ် မျိုးလုံးထက်ရှိရဲ့နေရမြလည်းဖင်ချင်းဆောင်နယ်ပြောက်ကတော်တဲ့ချိန်တွင်ရှောင်းနဲ့ရွှေရတို့ကမျိုးလုံးကိုဖင်ချင်းဆောင်နယ်ဖိလိုင်းမကြပါတယ်သူတို့ကမျိုးလုံးဖိလိုင်းချိန်တွင်ရှင်းရင်ပေါ်လာတော့ရှင်းအောင်အင်ဂျီကိုကြည့်ပြီးရတယ်အနေငယ်အံ့ဩသွားပါတယ်အလုံးရွှေရှင်းတော့ကြောက်ပြတ်တစ်ခုရဲ့နောက်တွင်အလုံးတို့ကြားဆန်းကျက်တော်နေရာတစ်ခုကရှင်းနေလိမ့်မယ်လို့သူတို့ကထင်မှားခဲ့ပါဦးထုံနေရအမန်တကယ်ကိုတိုင်းသူတို့စင်တယောက်ရဲ့နေရာဟုခေါ်လိုက်ပါတယ်ရှောက်ချုံကသူတို့ရဲ့ရှင်းရင်ရှင်းတော့ခမကြီးရဲ့လင်းတွင်လက်နောက်ပြပြီးရနေပါတယ်သူရှင်းရင်လည်းအလုံးကိုကြည့်လင်းတော့ရေကန်တစ်ခုကရှင်းနေပါတယ်ရေကန်နဲ့လည်းအစိမ်းရောင်ကြမ်းလေးများရှင်းနေပြီးတင်းပြတ်တော်ရင်လာများပြန့်လွင့်နေပါတယ် မင်းကငါ့ကိုရှောင်းကလန်ရဲ့အခြေအနေတွေကိုပြပြလို့ရမလားသူတော့မှခြေတံတူတို့ကိုကြားလိုက်ခါရှောက်ရှုံးကတပင်းချလိုက်ပါတယ်ထုံမေကုန်းကိုကြားလိုက်ခါရှောင်းကလည်းခဏကြာစဉ်းစားနေပါတယ်နောက်ဆုံးတော့ရှောင်းကရိုးသေးနေပြောလိုက်ပါတယ်ရှောင်းကလန်ကမရှိတော့ပါဘူးပျက်စီးနေတယ်ရှောင်းမိသားစုပဲကြံတော့တယ်ရှောင်းကထိုစကားမျိုးကိုပြလိုက်ပြီးတော့စဉ်းစားနေပြီးပါတယ်ထုံတော့ရှောင်းကလွန်ခဲ့တဲ့နှစ်များတွင်ရှောင်းကလန်ကဂျုံတွေ့ခဲ့ရသောအခြေအနေများကိုအသေးစိတ်ပြပြလိုက်ပါတယ်ရှောင်းကပြောပြသွားတဲ့ချိန်တွင်ရှောက်ရှုံးကဖင်ချင်းဆွန်နဲ့ခေါင်းကြိုက်လိုက်ပါတယ်သူရဲ့မျက်နှာပေါ်တွင်လည်းခံစားချက်အနေနဲ့လေးပင်ပုံမှန်ခဲ့ပါဦး ရှောင်းကလန်ပျက်စီးသွားမယ်ဆိုတော့ငါလည်းမျှော်လင့်ထားပြီးသားပါအ ਨੇ ဆုံးတော့မျိုးဆက်တွေရှိနေသေးရပဲဒါကလုံလုံကြီးစိတ်ရကြစရာအခြေအနေတော့မဟုတ်သေးဘူးရှောက်ချွန်းရဲ့လေတန်းကအလုံးလုံးညက်တိမ်မိပြီးနဆိုးဆွမ်းရမြောင်ပိုက်ဆင်နာပုံရပါတယ်ရှောင်းလုံးကအနေငယ်ဆွေးနေတဲ့အချိန်တွင်သူကတခုခုသတိရတော်ပုံပေါ်ပါတယ်မင်းကတခုခုမေ့ကျင်တာရှိလားရှောက်ရှောင်းကရှောင်းကိုကြည့်ပြီးပြုံးနေမေးလိုက်ပါတယ်ဘိုးဘေးကအခုချိန်ထိအသက်ရှင်နေသေးရလားရှောင်းလုံးကလည်းခဏကြာစဉ်းစားပြီးမေးလိုက်ပါတယ် အကယ်၍ရှောင်ရှုံးရတာအခြားသောပုံစံမျိုးနဲ့အသက်ရှင်နေနိုင်မှာဆိုရင်ရှောင်ကလန်နောက်တစ်ချိန်တိုးတက်လာနိုင်ပါတယ်ထို့ကဲ့သို့ထိပ်သီးအဆင့်ပညာရှင်တယောက်ရှိနေရင်ဟုံကလန်အပင်သူတို့သတိထားပါလိမ့်မယ်ရှောင်ရှုံးကရှောင်းကိုကြည့်လိုက်ပါတယ်ခဏကြာပြီးတော့သူကခေါင်းဟပြီးပြောလိုက်ပါတယ်မင်းအခုမြင်နေရတာငါရဲ့လက်ချံစိတ်ဝိညာဉ်တစိုက်တစ်ပိုင်းပဲငါတည်ခဲ့တဲ့ချိန်မှာငါ့ကိုကောင်းကင်အခုကြီးစီကိုပို့ပေးဖို့လူတချို့ကိုပြောခဲ့တယ်အဲ့ဒါပြီးမှသာငါအခုလက်ရှိပုံစံဖြစ်နေပြီမင်းရောက်လာတဲ့အချိန်ကိုစောင့်နေတာဒိုင်းမတ်ဒါကောင်းကင်အခုကြီးရဲ့ကန့်သတ်မှုကြောင့်ပဲငါဒီနေရာကနေထွက်သွားရတယ်ချက်ချင်းပြောက်ကွက်သွားလိမ့်မယ် ထိုစကားကိုကြားတဲ့အခါရှောင်းကစိတ်ပြတ်သွားသလိုခံစားလိုက်ရပါတယ်ရှောင်းကလည်းမချစ်ပြုံပြုံမီရဲလိုက်ပါတယ်လက်ရှိရှောင်းကလန်ရဲ့အစွမ်းကအရင်ကအားနိုင်လို့နဲ့မွေးရပါစွမ်းကနေဆွရှင်သွားတဲ့အတွက်ကျွန်တော်တို့ကအခြားရှေးအောင်ကလန်တွေကိုမတိုက်ခိုင်းနိုင်တော့ဘူးကျွန်တော်တို့လူတယောက်တော့သူတို့အတွက်အတော်လေးကိုထိတတ်နေပြီလို့သတ်မှတ်လို့ရတယ်အရင်တော့ရှောင်းကလန်ရှင်းနေခဲ့တဲ့အချိန်မှာတိုင်းနာဖေကမွေရပါဆွမ်းအားကုံဆုံးတော့မယ်ဆိုတော့ငါလည်းသတိထားမိခဲ့တယ်။တကယ်လို့မွေရပါဆွမ်းအားတွေကတော့ကုံဆုံးလာမယ်ဆိုရင်ဘယ်လိုဖြစ်လာမလဲဆိုတော့မင်းလည်းနားလိုက်မှာပါ။ရှောင်းကလန်ကမကောင်းချက်ချင်နေတဲ့ရန်သူတွေကြောင့်ရှင်းပြခံရလိမ့်မယ်။ ရှော့ရှုံးကခေါင်းမကြည့်လိုက်ပါရင်သူကလည်းအတိတ်ကိုပြန်ပြီးဆွေးရမိနေပုံပေါ်ပါတယ်တိုင်းနာဖေယမွေရပါဆောင်းကိုပြန်ဖြေးဖို့အတွက်တခုတည်းသောနီလန်းကနောက်ထပ်တိုင်းနာဖေယတရားကိုပေါ်လာဖို့ပဲဒါပေမဲ့အဲ့ဒါလည်းအယံကိုခတ်လို့နေအရင်တော့ငါတော့နည်းမောင်းပါပြီတိုင်းနာဖေယအစင်းကငါ့ကိုမတားဆီးနိုင်ဘူးလို့တွေးမိခဲ့တယ်ဒါကြောင့်ကလန်ထဲမှာရှိတဲ့အကြီးကဲတွေနဲ့ဆွနေပြီးတဲ့အချိန်မှာငါတို့ကအရာအလုံးကိုစရေးဖို့ဆုံးဖြတ်ခဲ့တယ်ငါတို့ကလှုပ်ဝက်ခြင်းတွေတခုကိုတုံးပြီးကလန်ထဲမှာရှိတဲ့မွေရပါဆောင်းအများစုကိုငါးစီကိုလွှဲပြောင်းပေးလိုက်တယ်ဒါကငါတို့ကလန်အဖက်သားတွေရဲ့နောက်ဆုံးမျက်လင်းချက်ပဲဆိုတော့ငါကလည်းနားလေတယ် ရှောက်ချုံကပြင်းထန်ရှာလိုက်ပါတယ်။သူ့ရဲ့မျက်နှာပေါ်တွေလည်းနာကျင်မှုများကိုတွေ့နေရပါတယ်။သူကရှောင်းကလန်ရဲ့ဖက်တာများပေါ်ကိုစိတ်ပြောင်းအောင်လုံးမိခဲ့ပါတယ်။ဒါပေမဲ့နောက်ဆုံးကျတော့လေငါကလည်းကြဆုံသွားခဲ့ရတယ်။ငါတိုင်းနဲ့ဖះအဆင့်ကိုတလန်းဖို့ကြိုးစားနေတဲ့အချိန်မှာဟုံကလန်ကလက်ချောင်းမီတိုက်ခဲ့တယ်။ငါလည်းစူးစူးဝါဒဏ်ရပြီးတိတ်သွားခဲ့ရတာပဲ။ရှောက်ချုံကသူ့ကိုယ်သူအပြစ်တင်တယ်လို့သပင်းချကြောင်ကြားတဲ့အခါရှောင်းကညင်သက်တော့ပါတယ်။ခဏကြာပြီးတော့ရှောင်းကတူတူလေးပြောလိုက်ပါတယ်။ဒါကနောက်ဆုံးနည်းလမ်းပဲလေ။တကယ်လို့မရပါဆွမ်းအားတွေကကုဆုံးသွားမှဆိုရင်ရှောင်းကလန်ကတိတ်ကြပါဖို့ဖြစ်စေခံရမှာပဲ။ ဒီကိစ္စနဲ့ပတ်သက်ပြီးရှောက်လန်ထဲမှာဘယ်သူကမှဘိုးဘေးကိုအပြစ်မတင်ကြပါဘူး။ဒါပေမဲ့မရပါဆွမ်းကကိုဆုံးသွားပြီမဲ့ကျွန်တော်စီမှာဘာလို့ကလန်တလူကပေါ်လာနေရတည်ရလဲ။ရှောင်းကနှစ်ဖူးပုတ်ပြီးတန်တရားဝင်သူလိုအမူအရနဲ့မိလိုက်ပါတယ်။ရှောင်းကလန်ရဲ့ကလန်တလူကိုအခြားတယောက်ကပေးရတာမဟုတ်ဘူး။ကိုတိုင်းလေးချင်းဖန်တီးရတာ။ရှောက်ရှုံးကအပြုံးနဲ့ပြောလိုက်ပါတယ်။ငါကမင်းရဲ့ခန္ဓာကိုယ်ထဲမှာကောင်းကင်မီတုံးတဲ့အသွေးမြောင်းကျင့်စဉ်ရှိနေတာကိုခန်းစားမိတယ်။ဘာလို့လဲဆိုတော့အဲ့ကျင့်စဉ်ကိုဖန်တီးခဲ့တာကငါကိုတိုင်းပဲ။မင်းကလည်းတိုက်တိုက်ဆန်အဲ့ကျင့်စဉ်ကိုရလာလိမ့်မယ်လို့ထင်မှားခဲ့ဘူး။ ငါအဲ့ချင်းစီကိုမင်းရတောင်ကြစီပေးခဲ့တာကိုတော့မှတ်မိတယ်။ကံကြမ်းမကတကယ်ကိုခမန်းကခတ်တာပဲ။ထိုစကားကိုကြားတဲ့အခါရှောင်းကအလုံးအံ့ဩသွားပါတယ်။ခဏကြာပြီးတော့ရှောင်းကမင်းရတောင်ကြရဲ့ကောင်းကင်ဘီသုံးတဲ့အတမြောင်ချင်းစီကိုအမွေဆက်ခံခဲ့စဉ်တွေ့ခဲ့ရတော့နာမည်တစ်ခုကိုသတိရသွားပါတယ်။ရှောက်ရှုံးဟုတ်လား။အဲ့ဒီရှောက်ရှုံးကရှောင်းကလန်ရဲ့ဘိုးဘီရှောက်ရှုံးနဲ့အတူတူပါလား။ဒီကဘာကြီးရဲ့ကိစ္စတွေကတကယ်ကိုမျိုးနဲ့ဆရာကောင်းလို့နေ။ဟုတ်တယ်။မေးလေးချင်းနေတဲ့ကောင်းကင်ဘီသုံးတဲ့အတမြောင်ချင်းစီကနောက်ဆုံးအဆင့်ကိုလိုအပ်နေသေးတယ်။ ဲ့ဒီနောက်ဆုံးအဆင့်ကိုလိုအပ်နေသေးလို့ပဲမင်းကကလန်တရူးကိုမဖန်တီးနိုင်တာ။ရှောင်းရှုံးကတော်တော်လေးရှင်းပြလိုက်ပါတယ်။သူစကားကိုကြားတဲ့အခါရှောင်းရဲ့ရင်ထဲတွင်ဆိတ်လို့ရှောင်းမများပြင်းလက်လာပါတယ်။ရှောင်းကရှောင်းရှုံးကိုကြည့်ပြီးအလုံးမယုံဆိတ်လို့ရှားနေပါတယ်။ဟောဟောဟောဆိုင်ဘူးနဲ့ငါမင်းကိုအရာအလုံးပေးဖို့အတွက်နှစ်ပေါင်းများစွာကြောင်းတယောက်ထဲစောင့်နေခဲ့ရတာ။ကုန်းကြီးမိသုံးတွေအတင်းမောင်းချင်းနေရနောက်ဆုံးအဆင့်ကိုလည်းတကြပါဘို့မင်းကိုပေးရမှာပေါ့။ရှောင်းကအလုံးမယုံဆိတ်လို့ရှားနေတယ်ကိုမင်းလက်ခါရှောင်းရှုံးကခေါင်းခပြီးပြောလိုက်ပါတယ်။ တကယ်လို့မင်းကကလန်တရူးကိုဖတ်တီးနိုင်မဆိုရင်မွေးရပါစွမ်းအားတွေရဲ့အကူအညီမရှိပဲအထုံးထိပ်အချင်းတွေကိုရောက်ဖို့အရန်ကိုခတ်တယ်။ရှောက်ရှုံးကစဉ်းစားနေရင်ပြောလိုက်ပါတယ်။ဒါကကလန်တရူးဆိုမှတော့မွေးရပါစွမ်းအားတစ်ခုလည်းရှိရမှာပေါ့။ထိုအချင်းတွေရှောင်းရဲမျိုးလုံးများမိမိတော်တီကိုရှောက်ရှုံးကဒိဋ္ဌာမြိုက်ပါတယ်။ထို့နောက်သူကအပြုံနဲ့ရေကန်အလဲကိုဖင်းချင်းဆောင်နဲ့ဆက်သွားပါတယ်။တဖန်သူကလက်ကိုဝင်လိုက်ရရေကန်ကြီးထဲရှိနေတော့ရေများဖင်းချင်းဆောင်နဲ့လဲပတ်လာပါတယ်။ရေကန်ထဲရှိနေတော့ရေများလဲပတ်လာတဲ့အချင်းတွေရှောက်ရှုံးရဲ့ခံတော်ထဲမှာသူရောက်လင်းနေများဖင်းချင်းဆောင်နဲ့ထွက်ပေါ်လာပါတယ်။နောက်ဆုံးနေ့တော့သူတို့ကသူ့ရဲ့ခြေထောက်မှတစ်စင်းရေကန်ထဲကိုဆက်သွားပါတယ်။ ထူးခြားသောသွေးရောင်လေးနက်များရေကန်ထဲကိုရောက်လာခြင်းတွင်ကြည်လင်နေသောရေကန်ကြီးကလည်းဖြစ်ဖြစ်နဲ့သွေးနီအောင်ပြောင်းလဲလာပါတယ်။ကြည်လိုက်မယ်ဆိုရင်ထိုအရာသွေးရောင်ရေကန်တစ်ခုမှထိမဲရပါတယ်။တစ်ချိန်တည်းနေမယ်လက်မောက်တောက်ပါသောရှောက်ရှုံးရဲ့စပင်များလည်းဖြစ်ဖြစ်နဲ့ဖြူလာပါတယ်။သွေးမျက်နှာလည်းပိုးပြီးပင်ဦးစားလာပါတယ်။ထိုပြောင်းလဲမှုမြင်တဲ့အခါရှောင်းရဲမှုများပြောင်းလဲသွားပါတယ်။ရှောင်းကစကားပြန်ပြန်လိုက်စဉ်ရေကန်ထဲရှိနေသောရှောက်ရှုံးကဖင်းချင်းစွန်နဲ့ခေါင်းဟပြပြီးအပြုံးနဲ့ပြောလိုက်ပါတယ်။အရင်တော့ကတိုင်းနတ်ဖေဟာမွေးရပါဆောင်ရတဲ့ချို့ကိုထိမ့်သိမ့်ဖို့အတွက်အစွမ်းကုန်ကြိုးစားခဲ့တယ်။ပြီးတော့အဲ့တော့ကိုပိတ်လုံဖို့အတွက်နီလန်မျိုးစုံကိုတုံးခဲ့ရတယ်။ တနေ့နေ့မှာမွေးရပါဆောင်းအောင်ပါဆနာတဲ့ကလန်အဖက်တာတယောက်ကိုဖန်တီးပေးနိုင်ဖို့ငါမျှော်လင့်နေခဲ့ရတာ။ရရှိငါတော့လက်ချက်စိတ်ဝိညာဉ်တစ်ခုပဲရှိတော့တယ်။ဒီတော့ငါကောင်းရဲ့အကူကြီးထဲမှာပဲတွားနေလို့ရတယ်။ရှောင်းကလန်ကိုပြန်ပြီးအသက်သွင်းဖို့ကိစ္စတော့ငါကိုယ်တိုင်လုံးလုံးမဖြစ်နိုင်တော့ဘူး။ဒါပေမဲ့ကောင်းကင်ဘုံကငါတို့ရှောင်းကလန်ကိုပြစ်မထားခဲ့ဘူး။မင်းကငါထက်ပိုပြီးတော်လိမ့်မယ်လို့ငါယုံကြည်တယ်။တဖြည်းဖြည်းနဲ့အသက်ကြီးလာတော့ရှောင်းရှုံးမကြည့်ဘူး။ရှောင်းဝဲရင်နာတယ်လေ။အနိုင်ငယ်နာကျင်လာတယ်လို့ခန်းစားနေရပါတယ်။အလုံးထွန်းထမြတ်တော့ဆွမ်းရရှိတဲ့ရှောင်းကလန်ရဲ့ဘိုးဘေးကဘလို့ဘိုးကြီးတစ်ခုကိုထမ်းဖို့တက်ဆောင်ထားရကြောင်းရှောင်းကလည်းခန်းစားမိပါတယ်။ ဒီမွေရပါဆွမ်းအားတွေထဲမှာငါအသက်ရှင်နေစဉ်ပိတ်လုံထားခဲ့တဲ့ဆွမ်းအားတချို့လည်းရှိနေတယ်။ငါရဲ့မျိုးဆက်မင်းရရှောင်းကလန်အဖက်သားတွေပုံငါပေးခဲ့တဲ့ဂရီကိုစပီးတီအောင်လှုပ်ပေးနိုင်မယ်လို့မျှော်လင့်ပါတယ်။သူရောက်လေးနဲ့မရရလွတ်ရဲ့အချိန်တွေကြီးလင်းနေသောရေကန်ကြီးရဖြစ်ဖြစ်နဲ့သူနည်းအောင်ပြောင်းလဲလာပါတယ်။အဆုံးနဲ့တော့အလွန်သေးသေးတော့သူရဲ့နဲ့များထောက်ပေါ်လာပါတယ်။အလွန်ကြောက်စရာကောင်းသောဆွမ်းအားများလည်းဖြင်းချဆွမ်းနဲ့ဖြစ်ပေါ်လာပါတယ်။ရှိကန်ဘီရင်ရှင်တော့ရှောင်းကလည်းရှိကန်လက်ရှိတောင်းဖွဲ့အဆောင်အများကိုခန်းစားမိနေပါတယ်ထိုးရောက်ခန်းစားမိတဲ့အခါရှောင်းကမတမတာဖျုံတာမကသူ့ရဲ့ခန္ဓာကိုယ်နဲ့ရှင်တော့သိမ်းမြလဲလိမ့်မဆောင်နဲ့လေပတ်လာပါတယ် ။ရှောင်းကထုတ်သိမ်းမြောက်အလုံးမြုံလူကျင်တက်မနေပုံရပါတယ်။ဒါရှောင်းကလန်ရဲ့မွေးရပါဆောင်းရလား။ရှောင်းကလက်တီးကိုဆောလိုက်ပါတယ်။ထုတ်ကဲသူဆောင်းမြောက်ရှောင်းကလန်နဲ့တည်းမရှိတော့ပါဘူး။သူကလည်းယခုတော့ထိုးရနဲ့တွေ့ရလိမ့်မယ်လို့ထင်မှတ်ခဲ့ပါဘူး။ရှောင်းကသွေးကန်နဲ့ကိုဝင်ပြီးတော့ရှောင်းကလန်ရဲ့နောက်ဆုံးမွေးရပါဆောင်းကိုအမွေဆက်ဆံလိုက်တော့ရေကန်နဲ့တည်းဆန့်ဖြူဖို့တယောက်ဖြစ်ပြောင်းလဲသွားတော့ရှောင်းရှောင်းကပြောင်းလဲပါတယ်။သူရဲ့လက်ရှိလေတန်ကအလုံးမြုံအရှရနိုင်ပြီးအမေရောဖြစ်နေပါတယ်။သူရတဲ့သူရဲ့လေတန်တွေမျောလင်းချက်တစုံတရာပေါင်းနေပါတယ်။ရှောင်းကလန်ကလုံးဝမျောလင်းချက်ကင်းမဲ့သွားခြင်းမရှိသေးပါဘူး။ ရှောင်းကလန်မထိုးလူငယ်လေးရဲ့အောင်မြင်မှုရရခင်တော့ကသူ့ကိုမရှင်းနိုင်တော့လဲသူကြောက်ရွံ့ခဲ့တဲ့အရာကိုသူ့မျိုးစားကအောင်မြင်လိုက်မယ်လို့ရှောင်းရှောင်းကချွန်းချက်မရှိရင်ယုံကြည်နေရပါတယ်။ရှောင်းရှောင်းပုံစံကိုကြည့်နေရင်ရှောင်းကပြင်းထန်ချလိုက်မိပါတယ်။ယခုချိန်တွင်ခလန်ချက်များကိုပြောရရင်အချိန်မဟုတ်ကြအောင်ရှောင်းကလည်းနားလိုက်ပါတယ်။ရှောင်းရှောင်းကသူ့ကိုဆောင်းနေရတဲ့ထိုးခဲ့တဲ့နီလာတစ်ခုကိုတုံးခဲ့ပြီးလူမဟုတ်တစ်စိမ်မဟုတ်ပုံစံမျိုးကိုပြောလွှင့်ခဲ့ပါတယ်။သူ့လိုချင်ဒီမှာရှောင်းကလန်ကနောက်ဆုံးမွေးရပါဆောင်းကိုလက်ဆင့်ကမ်းပေးလို့ခြင်းဖြစ်ပါတယ်။ယခုတော့ရှောင်းလူဝန်နေရကြထိုးရအောင်ညှဆန့်ချင်မဟုတ်ပါဘူး။ရှောင်းကထိုးရအောင်လက်ခံပြီးပြစင်းနေတော့ကလန်အတွက်မျောလင်းချက်တစ်ခုရှိလာရဖြစ်ပါတယ်။ ရှောင်းကိုဂူးဆိုင်ပါရှွမ်းရဲစကားတန်တို့တို့ကိုကြားတဲ့ခါရှောင်းကခွန်ကြီးပလိုက်ပါတယ်ထွန်းတော်ရှောင်းကတွေးနေချင်းမရှိတော့ပဲသွေးကန်လေးကိုရှောက်တော့ပါတယ်ထွန်းတော်ရှောင်းကသွေးကန်အလေကိုချင်းချင်းဆွမ်းနဲ့ရောက်လာပါတယ်ရှောင်းကသွေးကန်လေးကိုဝင်သွားတဲ့ချိန်တွင်ရှောင်းရဲ့ခဏလုံးထဲရှိနေသောသွေးများလည်းစတဲ့လှုပ်ရှားလာပါတယ်သွေးဆိုင်ရဲ့အမြင်ပေါင်းများစွာသွေးရဲ့ခဏလုံးထဲကိုအမကဲတို့ထုဆိုင်လိုက်ကြပါတယ်နောက်ဆုံးနေတော့သူတို့တွေကအလွန်ကြမ်းတမ်းသောပုံစံနဲ့သွေးရဲ့ကိုလင်းပုံများကိုဖျက်ချော်ပြီးခဏလုံးထဲကိုဝင်လာကြပါတယ်ရုပ်ရည်ပြင်ထန်သောနာကျင်မှုကြောင့်ရှောင်းရဲ့မျက်နှာလည်းချေချေဖြူဖြူဖြစ်သွားပါတယ်ရှောင်းကလေကိုတော်ကြီးရှူလိုက်မိပါတယ် ဒါကအစပိုင်းမှာအရောင်းလာကျင်နိုင်တယ်။မွေးရပါဆွမ်းအားတွေကမင်းရဲ့ခန္ဓာဝင်ထဲမှာရှိတဲ့တမတ်သွေးတွေကိုအယုံဆုံးရှင်းထုတ်ပြဖို့လိုတယ်။ပြီးတော့မှသာမွေးရပါဆွမ်းအားတွေထဲမှာရှိတဲ့သွေးတွေကမင်းရဲ့ခန္ဓာဝင်ထဲကိုရောက်လာနိုင်မယ်။ဒါကမွေးဆက်ဆံမှုရဲ့ပထမအဆင့်သွေးပြောင်းလဲမှုပဲ။ရှောင်းဝဲမျက်နှာဖျော့ဖျော့ဖြစ်သွားသည်ကိုမြင်တဲ့အခါဗေးရင်ရနေသောရှောင်းရှောင်းကပြောလိုက်ပါတယ်။ကောင်းပါပြီ။ရှောင်းကခေါင်းကြပ်လိုက်ပါတယ်။ရှောင်းကလက်တီးကိုဆောက်လိုက်ပြီးနာကျင်မှုကိုလည်းခံနိုင်ရှင်းအောင်ကြိုးစားနေကြပါတယ်။ ထိုးချင်နေအလုံးပြင်းထန်တော့နာကျင်မှုနဲ့တူသူ့ရဲ့ခန္ဓာကိုယ်နဲ့ရှင်းတော့သွေးများလေလိမ့်မဆောင်တဲ့ပြောက်ကလန်နေကြောင်းခန်းစားမိနေပါတယ်တိတ်မကြခင်အလုံးမေရောအားနေတော့ခန်းစားမှုများပြတ်လတ်လာပြီသူ့ရဲ့မျက်ခွန်းများပဲအနေငယ်လေးလတ်လာပါတယ်မင်းကသတိလက်တော်လို့မရဘူးနော်မဟုတ်ရင်သွေးတွေကတိတ်ချတတ်စင်နိုင်မှာမဟုတ်ပဲမွေးရပါဆွားတွေကိုအဆုံးစုံနေရဖို့ကလုံးဝမဖြစ်နိုင်တော့ဘူးပြီးတော့ရှောင်းကလန်အဖက်သားတွေရဲ့မွေးရပါဆွားတွေအားလုံးကလည်းလုံးဝကိုပြောက်ကွက်သွားလိမ့်မယ်ဒီတော့အခြားကလန်တွေလိုတိမ်မွေးတဲ့နီလန်းတွေကိုတုံးဖို့လုံးဝမဖြစ်နိုင်ဘူးငါတို့ကအကြမ်းတဆုံးနီလန်းမျိုးကိုပဲတုံးလို့ရတယ် ရှောင်းဝဲမျက်ခုံများတဖြည်းဖြည်းလေးလက်လာသူကိုမြင်တဲ့အခါရှောင်းရှုံးကကျဲလုံးဆောင်နဲ့အော်ပြလိုက်ပါတယ်။ရှောင်းရှုံးရဲ့စကားတောင်းကိုကြားတဲ့အခါရှောင်းဝန်ကဒဂလုံးတလုံးသွားပါတယ်။ရှောင်းဝန်ကချက်ချင်းအလုံးပြဆက်လိုက်ပြီးနာကျင်မှုကိုခဏရင်ရှင်းအောင်ကြိုးစားလိုက်ပါတယ်။ရှောင်းဝဲရဲ့ခတ်တိမှုမြင်တဲ့အခါသွေးကန်ပြေးတဲ့ရန်နေတော့ရှင်းရလဲလက်တီးကိုဆောင်းလိုက်ပါတယ်။သူမရဲ့ရှင်းနေလေအနေငယ်နာကျင်နေပါတယ်။ဟိုးမတို့ကထူးခြားတဲ့အချိန်တွေဖြစ်နေတဲ့အတွက်ထူးခြားတဲ့နီလာနေကိုပဲတုံးလိုက်တော့တယ်။ရှောင်းရှုံးကတပင်းချလိုက်ပါတယ်။ထနောက်သူကသွေးကန်ရဲ့ပြေးတဲ့ရန်ထိုင်လိုက်ပါတယ်။ သွေးပြောင်းလဲရန်အတွက်လိုအပ်သောချိန်ကအတော်လေးကိုကြာပါတယ်ပြောမှဆိုရင်ရှောင်းကလည်းထုခတ်သွေးရောင်ကိုခန်းနိုင်ရှင်းရန်လိုအပ်ပါတယ်ခမကြီးကတွင်အချိန်ကလင်းမဆောင်နဲ့ကုဆုံးသွားပြီးမစိတမိတ်တွင်ဆဲရတာကုဆုံးသွားပါတယ်ထိုဆဲရတော်တွင်ရှောင်းကသွေးကန်ကြီးတွေနဲ့စိတ်မိပါတယ်သွေးရဲ့ခလုံနဲ့ရှင်းတော်သွေးများပျောက်ကွက်လာတဲ့အမျှရှောင်းကလည်းရိုးပေါ်အခြေတင်အချိန်နေတာဖြစ်လာပါတော့တယ်သွေးရဲ့အမူအရာလည်းကြောက်စရာကောင်းလောက်ဖြစ်နေပါတယ်အကယ်၍သွေးရဲ့နှခေါင်းသာအသက်ရှူခြင်းမရှိရင်ရှောင်းကိုဘယ်သူမှအသက်ရှင်နေလိမ့်မယ်လို့တတ်မှတ်မှာမဟုတ်ပါဘူး ထိုဆိုင်ရဲ့ဒေါ်တင်ရွှေရံကလည်းရေကန်ရဲ့ဘီမနေရှောင်းရဲ့ပြောင်းလဲမှုများကိုကြည့်နေပါတယ်။သူမရဲ့ရင်နိုင်လည်းဓာတ်ချောင်းနဲ့ထိုးဆောင်နေသလိုနာကျင်နေရပါတယ်။အလုံးချင်းမဲ့လူကတော့လူတယောက်ကရိုးပေါ်ရေတင်ဖြစ်နေတဲ့ကိုကိုယ်တိုင်မြင်ရတဲ့အတွက်ရင်နိုင်လည်းစူတူကခန်းစားမိမှာသိကြပါတယ်။ရှောင်းရဲ့ပြောင်းလဲမှုကိုကြည့်နေရင်ရှောင်းရှောင်းကတော့တင်းနေပါတယ်။ဒါကလည်းသူ့ရဲ့ရင်နိုင်တော့အနေငယ်ဆွေးနေပါတယ်။သူ့ပြောင်းလဲမှုကအမွေဆက်ခံရတွင်အလုံးစွန်သွားရတဲ့အရာတစ်ခုဖြစ်ပြီးလူတယောက်ရဲ့အားနည်းဆုံးရလည်းဖြစ်ပါတယ်။အကယ်၍စိတ်ရခွန်အားသာတက်ခန့်ခြင်းမရှိလျင်အလုံးအနေရများလိုက်ပါတယ်။အကယ်၍နောက်ဆုံးထွက်တတ်ဖို့သာဆုံးရှုံးရမှဆိုရင် ထို့လူကချက်ချင်းလူတစ်တယောက်ဖြစ်ပြောင်းလဲသွားနိုင်ပါတယ်သူတို့နဲ့ကအလုံးအရှုံးရသောခစားမှုများနဲ့စောက်ကြည့်နေစဉ်ရက်၂၀ကြာပြီးတော့အလုံးတင်းနေသောရေကန်ကြီးကရုတ်တရက်လှုပ်ရှားလာပါတယ်။ရေကန်ပေါ်တွင်လည်းသွေးအောင်မြှုပ်များထွက်ပေါ်လာပြီးပောက်ကွဲလာပါတယ်။အချိန်တည်းမှာသွေးအောင်ဝဲရက်တစ်ခုဟာဖြစ်ပေါ်လာပါတယ်။ထို့အချက်နဲ့ရုစုတစ်ခုနဲ့မချတော့သောရှောင်းကဝဲကြီးရဲ့လည်းတွင်ရှိနေပါတယ်။သွေးပြောင်းလဲမှုကအောင်မြင်သွားပြီ။မွေးရပါဆောင်းရတဲ့ရှိနေတဲ့သွေးတွေအားသာရှောင်းရဲ့ခန္ဓာကိုယ်ထဲကိုရောက်သွားမယ်ဆိုရင် ရှောင်းဝန်းကရှောင်းကလန်ရဲ့နောက်ဆုံးမူရပါဆောင်ပြန်ဆင်လာလိမ့်မယ်။ရှောင်းရှောင်းကဝင်းတော့ဘူကြီးတက်သွားသလိုခန်းစားလိုက်ရပါတယ်။ထုတ်ပြောင်းလိုက်မှုကိုကြည့်နေရင်သူကတပင်းချလိုက်မှုပါတယ်။ထိုးချိန်နေသူ့ရဲ့လက်ထဲလည်းဒစိတစ်ခုကိုဖမ်းတိလိုက်ရသူ့ရဲ့လင်းနာတစ်ခုကသူ့ရဲ့ကန်ကိုဖြတ်သွားပါတယ်။ထိုးသွင်းအောင်လင်းနာရရလွှဲတဲ့အချိန်တွင်သူ့ရဲ့ကန်လည်းစတင်စူပလာပါတယ်။ သွေးအောင်နှုတ်များလည်းမင်းတက်လာပါတယ်တစ်ချိန်တည်းနဲ့ပဲအလုံးစကြဆန်းကျက်တော့သွေးများထွက်လာပါတယ်နောက်ဆုံးနေ့တော့သူတို့ကကိုရင်းဘောင်းမတဲ့ရင်ရှောင်းဝဲခဏဦးထဲကိုဇာတိုက်ဆိုင်ဝင်လာနေပါတယ်အလုံးအလုံးကဆန်းကျက်တော့ဆွာများပြင်းနေတဲ့သွေးများရောက်တဲ့ချိန်တွင်အလုံးမျိုးဖျောနေတော့ရှောင်းဝဲရဲ့ဖျောများလည်းတဖြည်းဖြည်းနဲ့နေရလာပါတယ် 6ခုနေတော့သူ့ရဲ့အသားကြီးကလည်းဖိဖိနဲ့ပြောင်းလာနေပါတယ်။ရှောင်းရဲ့ချင်းကြီးကဖိဖိကောင်းလာမှသာရွှင်းရလည်းတမင်ချလိုက်ပါတယ်။သူမကတိုးတိုးလေးမိလိုက်ပါတယ်။အကြီးကရှောင်းချိုးသူ့ရဲ့ကနေမှာအကြီးကဆွမ်းရည်လည်းရှင်းနေမှာမဟုတ်လား။တကယ်လို့ဒီဆွဲနေသူကရှောင်းကုတ်ကအကုန်လုံးကိုဆုပ်လည်းမဆွရင်သူ့ရဲ့ဆွမ်းရည်လည်းတကြပေါ့မြင့်တက်သွားနိုင်လည်းမဟုတ်လား။ဟုတ်တယ်။ရှောင်းရှောင်းကခေါင်းကြီးပြလိုက်ပါတယ်။သူကရွှင်းရအောင်ကြည့်ပြီးအပြုံးနဲ့ပြောလိုက်ပါတယ်။မင်းကဘာစဉ်းစားနေလဲဆိုတော့ငါသိပါတယ်။ ပြည်မဆွမ်းအားတွေကိုအောက်ကိုပြီးဆွမ်းအားမြတ်လာတာတေချာမထိုင်ကျုံနိုင်လို့ဆိုရင်တိုင်းတရုတ်ဆိုင်အဆင့်ကိုတလန်တဲ့အချိန်မှာအနောက်ရှက်ဖိလာနိုင်တယ်။ဒါပေမဲ့ရှောင်းကလည်းဒါကိုသိလောက်ပါလေ။ဒါကြောင့်သူကအချိန်ကအကျဆုံးနီးလန်းအောင်ပဲယူလိုက်မယ်။ဒါကြောင့်သူကအချိန်ကအကျဆုံးနီးလန်းအောင်ပဲယူလိုက်မယ်။သူ့ကိုယုံကြည်ပေးလိုက်ပါ။ရှင်ရကတိတ်တဆိတ်နဲ့ခေါင်းကြီးပြလိုက်ပါလေ။သူမရဲ့ရင်ထဲနဲ့အနေငယ်ဆွေးနေပါလေ။ရှောင်းရှုံးချနာခဲ့သောဆွမ်းအင်များအလုံးမယုံများလုံးလာပါလေ။ထုတ်ဆွမ်းရင်လည်းဆိုရင်ရှောင်းကတခဏအတွင်းတိုင်းဝိစာအထုံးထိတ်အဆင့်ကိုချက်သွန်းနိုင်ပါလေ။ တို့ရတယ်ထိုးတို့ဖြစ်သွားလိမ့်ရင်ရှောင်းကနောက်ပိုင်းနေတိုင်းသူဆိုရင်အဆင်ကိုတလန်းရင်အခွင့်ရမဖြစ်နိုင်တဲ့လောက်နေပါတော့နေပါတယ်ထိုးရရရှိတို့ကအဆင်မပြေနိုင်ပါဘူးတို့ရတယ်ထိုးကတော့ဆွေးမှုများတော့ချမ်းမင်းစွာပေါ်လာချင်ရင်မရှိပါဘူးတို့မရှောင်းရဲ့အကြောင်းနားလိုက်ထားမှုရရှောင်းကပုံမနီလေးအတိုင်းတာသွားပါတယ်ရှောင်းကပြမဆောင်းများနဲ့ပတ်သက်ပြီးအလုံးစုံသတိထားပါတယ်သူကိုယ်တိုင်မော်စီပညာရှင်တယောက်ဖြစ်နေတဲ့အတွက်ဆေးလုံးများကိုအကူပြီးအဆင်တက်နိုင်တော့လေထိုးရများကိုမလုပ်ခဲ့ပါဘူးနောက်ထပ်ငါတို့တွေကသွေးပြောင်းလဲမှုပြီးတော့တဲ့အထိစောင့်နေကြပါဘော အဲ့ဒါအချိန်တော်တော်ကြာမယ်ထင်တယ်ရှောက်ရှောင်းကတော်တော်လေးပြောလိုက်ပါတယ်ခနောက်သူကမျိုးလုံးမရောဖင်ချင်းဆွန်နဲ့မဲ့လိုက်ပါတယ်ဘေးရင်ကနေဆိုရွှင်းရလဲဖင်ချင်းဆွန်နဲ့ခေါင်းကျပြလိုက်ပါတယ်သူမကနောက်ကြိမ်သွေးကန်နဲ့ကိုဆက်ကြည့်လိုက်ပါတယ်သွေးကန်နဲ့လည်းထူးခြားသောပြောင်းလဲမှုများပေါ်လာသည်ကိုမြင်တဲ့အခါသူမကလည်းစိတ်သက်သာရသွားပြီးစတင်လေ့ကျင့်လိုက်ပါတယ်ရှေးအောင်ခမကြီးကလုံအောင်တဆင်းနေပါတယ်သွေးကန်နဲ့မှနေပြီးတပည့်မိသားများသာဆက်လက်ထွက်ပေါ်လာနေပါတယ်ထိုကဲ့သို့တဆင်းနေတလောက်ခုတဲ့အချိန်ကနေမဲ့ဆွန်နဲ့ကိုဆွန်းသွားပါတယ်သွေးဥပေါင်းများရေကန်နဲ့လည်းဇရိုက်ထွက်ပေါ်လာနေပါတယ် ။ရှောင်းဝဲရေပြားများလည်းမူလပုံစံမျိုးဖြစ်လာပြီးအသက်ဆွမ်းရည်များနဲ့တင်းနက်လာပုံရပါတယ်။ရှောင်းဝဲပလက်နေတဲ့သူကြောင့်မြင်များကိုတွေ့နေရပြီးသူတို့ကရှောင်းဝဲခန္ဓာကိုယ်ထဲကိုမျောလောနေကြပါတယ်။ထူဆွမ်းရည်များရောလောနေတဲ့အတွက်ရှောင်းဝဲငှက်တက်များတဖြည်းဖြည်းနဲ့မြင့်တက်လာပါတယ်။သူကတော့တစိမ့်နေဒီမှာအချိန်တော်တော်ကြာသွားပါတယ်အတော်လေးကိုကြာပြီးတော့ရေကန်ထဲရှင်းတော့တွေးပုံများစီမှာပောက်ကွက်မှုတစ်ခုကထွက်ပေါ်လာပြီးလှောက်ရှားနေဒီမှာလည်းရရန်သွားပါတယ်ထို့ပြင်တွေးရအောင်မြခုများဖြစ်ပုပ်ပက်လေးကိုပြန်နှံ့သွားပါတယ်ထို့အချိန်နဲ့ရှောင်းဝဲခန္ဓာကိုယ်ထဲမှာခဲရန်ရှင်းအောင်လင်းရတစ်ခုကထူးဆန်းစွာနဲ့ပြန်နှံ့လာပြီးတွေးစီချောင်းများကိုတားဆီးထားလိုက်ပါတယ် ်ထိုကဲ့သို့ထိမမထားသောပြောင်းလဲမှုကြောင့်ရေကန်ရဲ့ဖိရင်ထိုင်သောရှင်ရနဲ့ဆောက်ရှင်ကလည်းမျိုးလုံးဖင်ကြီးလိုက်ပါတယ်ထိုရောင်မြင်တဲ့ခါသူတို့ကလည်းအံ့ဩနေကြပါတယ်အဲ့ဒါပါလေရှင်ရကလည်းခဲရှင်ကိုလည်းလည်းဆက်ကြည့်နေပါတယ်သူမကလည်းရှောင်းစီမှာအလုံးမင်းအစင်းမ်းမြင်ပြီးလှုပ်ဝဆန်းကျက်သောငွေတက်တစ်ခုကပြန်နလာသည်ကိုဝတ်တော့နဲ့ခန်းစားမိနေပါတယ်သူမကထိုကဲ့သို့ဆွမ်းမျိုးကိုလုံးဝမမြင်ဖူးခဲ့ပါဘူးဆောက်ရှင်ကလည်းခဲရှင်ကိုလည်းလည်းတေချာဆဲကြည့်နေပါတယ်သူကလည်းစဉ်းစားနေပုံရပါတယ်အချိန်တော်ကြာပြီးတော့သူကလည်းနှစ်ဖက်ကိုရိုက်လိုက်ပြီးအလုံးအံအသည့်ဆောင်နဲ့ပြလိုက်ပါတယ်နောက်ကားဆောင်မလီမွေးရပါဆောင်းရတာ ကျွန်တော်တော့ခရိုဆာကီပါနောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့အဆုံးထိကျေးဇူးပဲတို့အားလုံးကျေးဇူးအထူးမြင်တရှိပါတယ်